အကယ်ဒမီရပြီးနောက်မှာဘဝင်မြင့်သွားပြီးတော့ရင်သီးတဲ့စကားပြောပုံတွေကြောင့်ဝေဖန်ခံနေရတဲ့ရခိုင်သူချို့လေးအားလုံးပဲမင်္ဂလာပါဆယ်ရီတိုင်းညိုပေးကနေပြန်လည်အားကျူဆိုလိုက်ပါရီရခိုင်လူမျိုးတွေအတွက်ကိုယ်ယူရအောင်ကယ်ဒမီစုကြီးကိုယူပေးနိုင်တဲ့ချို့လေးအောင်အခုတော့ကြားတယောက်လို့ထရလာအောင်အပြောဆိုတွေရည်သိနေလို့လူပြောများနေပါရီချူလီကလက်ရှိချိန်မှာအောင်မြင်နေပြီးတော့သူတရုတ်ဆောင်ထားတဲ့ဇလန်တွေကအပိုင်းတစ်ပေပြသရပါသေးတယ်။အပိုင်းတစ်မှာဘီလင်းဖြစ်နေတဲ့ချူလီကိုဝေဖန်သူတွေရှိနေတာကြောင့်မဟုတ်မကန်တုတ်ပြန်နေပြီဖြစ်ပါတယ်။ သူကဝေဖန်ကြတဲ့ပြည်သက်တွေကိုအဖေမရှိတဲ့သူအော်လီအော်ဒန်စာစတဲ့သုံးနှုန်းနေနဲ့ပြန်ပြောနေတဲ့ချူလီကတော့ပုံရိပ်တွေကျဆင်းနေပါပြီ။အချို့သောတရုတ်ဆောင်တွေကဘီလင်ဖြစ်တရုတ်ဆောင်ရင်အရင်အောင်မြင်သွားတတ်ကြပြီးတော့ပြည်သက်တွေကဒီကေဖြစ်နေတဲ့အတိုင်းတွေးထင်သွားကြပါပြီ။အဲဒါကြောင့်ချူလီမှမဟုတ်ပဲချောင်းသောဘီလင်တရုတ်ဆောင်တွေလည်းပြောဆိုတာတွေကိုခံရပူပါရင်တဘောရာပြေဝသူတွေကတော့ဇဝင်ကန်နဲ့ပတ်သက်ပြီးဝေဖန်ကြံပြူတာကိုလက်ခံမိမိချူလီကတော့နည်းနည်းလေးမှပြောမခံနိုင်ပါဘူး။ ဒါကြောင့်သူကလာပြောတဲ့သူတွေကိုရရင်တည်တည်ပြန်ပြောနေပြီးချူလေးရဲ့ကောင်းဆက်မှာဟုတ်ရလားလို့ထင်နေကြပါရဲ့ကရမင်းများကချူလေးနဲ့ကရမင်းရပြီးတဲ့ချူလေးတို့ဟာပြောင်းလဲသွားခဲ့ပြီးဒီလိုပြောဆိုနေဆိုရင်တော့အောင်မြင်မှုကရေရှည်မခံလာဘူးလို့သုံးသပ်နေကြပါရဲ့အမှုပညာလောကရဲ့မှာအလုပ်လုပ်တဲ့သူတွေကလူတီများလာပြီးနောက်မှာလူအမျိုးမျိုးရဲ့အမြင်မျိုးမျိုးကိုခံရမှာဖြစ်ပေမဲ့သူ့ရဲ့တုံ့ပြန်ပုံကတော့ရှိုင်းနေပြီးတာမန်မိန်းကလေးတယောက်တောင်မှမပြောရတဲ့စကားတွေဖြစ်နေပါရဲ့ အဲဒါကြောင့်မလို့ချူလေးကိုဘဝမမေ့ဖို့အတွက်တောင်းမှသတိပေးနေကြပါရဲ့ချူလေးကအနုပညာကိုဝါသနာပါပေမဲ့လည်းမိသားစုကမထောက်ပံ့ပေးနိုင်လို့ဒေါက်တာကြီးရဲ့ကိုညီကိုရှာယူခဲ့ရတာပါမိဘကပံ့ပိုးမနိုင်တာကြောင့်မလို့ကိုကကိုကိုခဲ့ရပြီးမြစ်ချေကရုပ်ရှင် channel မှာမနက်6နာရီတော့ရောက်က fighting လေးကျင်ရံတွေကိုပြုလုပ်ခဲ့ရပါတယ်။ညောင်ရင်ရုပ်မြင့်တန်ကြားကနေဒေါ်လင်းနဲ့ပျော်စရာရှင်စရာတယောက်ဆောင်ကဘာစီစဉ်မှလည်းချူလေးကပါဝင်ခဲ့ရပါသေးတယ်။တက္ကသိုလ်စက်မတိုင်နေတော့အကြောင်းမလို့ဒုတိယအနေနဲ့ပဲရှင်းနာလိုက်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဂျိုက်တာစောမြင့်ဦးနဲ့ဂျိုက်တာအောင်ဩဘာတို့ကအောင်မြင်မလားလားရှိတဲ့ချူလေးကိုအနုပညာလောကထဲမှာလည်းမျက်နှာမငင်အောင်ဖွင့်ရတဲ့အထိပညာသင်စေထောက်ပံ့ပေးခဲ့ပါရီအဲ့လိုနဲ့ချူလေးကဝယ်ရပြီးနောက်မှာတရုတ်ဆောင်ပြလာခဲ့ပါရီ MRTV ဘောမှာဇက်ပုတ်ဘဝနဲ့တရုတ်ဆောင်ခဲ့ရတဲ့ချူလေးကိုကျိုးစားတဲ့သူဖြစ်အားပေးခဲ့ကြပြီးအခုတော့ကယ်မီစုကိုပါရှာသွားခဲ့တာဖြစ်ပါရီကယ်မီစုကိုရပြီးတဲ့နောက်မှာတော့အားလုံးထည့်ထူးခြားတဲ့သူလိုမြင်သွားခဲ့ပြီးဝေဖန်သူတွေကိုပါတုတ်ပြန်နေရပါဘူး ပရိသတ်တရားကျူလေးတရားအတိတ်မှာပါပဲဖြစ်ခဲ့ဖြစ်ခဲ့နားလည်ပေးခဲ့ပေမဲ့ခုတော့စိတ်ပြတ်သွားကြပါရဲ့ထိုင်းကစင်နာတကူမှာအိနောက်ရှိတဲ့မြို့သားတယောက်နဲ့တွဲသားတွဲလာလို့ပြီးတော့အနမ်းနေချွေးနေလေသူ့ရဲ့ကိုကြီးကိုရာဖြစ်နားလည်ပေးခဲ့ကြပါရဲ့အိနောက်ရှိတဲ့မြို့သားနဲ့ပတ်သက်ခဲ့တာတောင်မှအပြင်းပြင်းခဲ့ကြပေမဲ့အခုတော့ကျူလေးဟာဝေဖန်သူတွေကိုလည်းလက်မခံနိုင်တော့ပါဘူးသူ့ရဲ့ပြောဆိုတွေကြောင့်သူ့ရဲ့တိုင်ဝိုင်းလည်းအရှိရနေမှာဖြစ်ပြီးလူတီများတဲ့တရုတ်ဆောင်တယောက်ကအရင်ရိုက်နေဆိုတဲ့မှတ်ချက်တွေပေးနေကြပါရဲ့ ချူလေးအတွက်တော့နောက်ကန်အင်အားလည်းမရှိလို့သူ့ကိုလာကြည့်ရင် ကိုယ်တိုင်ပဲတုတ်ပြန်နေရဖြစ်ပါတယ်အိမ်အောင်ရှိတဲ့မြို့သားနဲ့ပတ်သက်ဖို့ရင်အတိတ်တွေရှိပေမဲ့လည်းပြန်လည်အောင်မြင်လာပြီးနောက်ဆက်ဆက်ကျဲဖြစ်လာတဲ့ချူလေးပေါ်မှာဘယ်လိုမျိုးထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ကြည့်ကြွားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်